မင်္ဂလာပါအပတ်စဉ်တင်ဆက်ပေးနေကြပြည်သူစစ်သားဇနီးများရဲ့စကားသံအစီအစဉ်အနေဖြင့်လည်းကြိုဆိုပါရစေ။ကျွန်မတော့မဆုသက်ပါကျွန်မဒီဘက်မှာတော့အဲဧည့်သည်နှစ်ဦးကိုဖိတ်ခေါ်ထားပါရစေ။ညီမနှစ်ယောက်ပေါ့နော်အဲဒီညီမကတော့အဲ Navy ကစစ်သူနာပြည်ရဲ့ဇနီးအဲမတ်သူစာဖြစ်ပါတယ်။ဟုတ်ကဲ့ပါမင်္ဂလာပါ။မင်္ဂလာပါညီမ။ဟုတ်ကဲ့ပါ။အဲဒီအမကကြတော့ MOPF Fire CDN အမမခင်နှင်းဖြစ်ပါတယ်။အမညီကောင်းကြရယ်နော်။ဟုတ်ပါပါ အခုကလေဟိုကိုရီလဲဟိုပြောချင်တဲ့ဆွေးနွေးချင်တဲ့စကားအကြောင်းအရာကြတော့အခုစစ်တပ်ကလေဟို election ပြုလုပ်မယ်ပေါ့နော်ဒီဟာနဲ့ဆက်ဆက်ပြီးတော့အခုကာလအကြတော့ဟိုဘယ်လိုပြောရမလဲ16ရက်တာလောက်ရှားမှုပေါ့16ရက်တာလောက်ရှားမှုဆိုတာဘာလဲဆိုတော့ဒီနိုင်ငံတကာကနေပြီးတော့နှစ်စဉ်ကျင်းပပြုလုပ်နေတယ်မြို့သမီးများပေါ့အကြမ်းဖက်မှုပပျောက်ကြီးပေါ့နော်ဆိုတော့ဒီ16ရက်တာကာလအကြတော့နိုဝင်ဘာ25ကနေပြီးတော့ဒီဇင်ဘာ10အထိ 16ရက်ပေါ့နော်16ရက်ပြုလုပ်တာဖြစ်တယ်ဘာကြောင့်ပြုလုပ်လဲဆိုတော့အမျိုးသမီးတွေကိုနီးမျိုးစုံနဲ့အကျန်းဖတ်တဲ့ဟာဟိုအကျန်းဖတ်မှုအားလုံးရက်တံမှုအတွက်ကျွန်မတို့ကအခုလိုပေါ့နော်စကားဝိုင်းနေနောက်ပြီးတော့ campaign တွေအဲစတဲ့ဒီပေါ့နော် awareness ပေးရမယ့်ကိစ္စအားလုံးကိုပြုလုပ်ပြီးတဲ့ကာလဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲဒီ sham election နဲ့16ရက်တားလှူရှားမှုနေပေါ့နော်ဒီ gender based violence နဲ့ဘလို့ပတ်သက်လဲဆိုတော့ဒီစစ်တပ်က ကျွန်တော်တို့နိုင်ငံကစစ်တပ်ကဒီ gender based violence ကိုအများဆုံးကျူးလွန်တဲ့စစ်တပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးတွေကနှီးမျိုးစုံသောအကြမ်းဖက်မှုတွေကိုခံနေရတယ်စစ်တပ်ကြောင့် အဲသူတို့ကဘာကြောင့်ဒီအမျိုးသမီးတွေနော် LGBT တွေပေါ့နော်စစ်ကြောရေးတွေနောက်ပြီး check point တွေမှာဆက်စည်းရတဲ့အခါမှာလည်းအမျိုးသမီးတွေကိုမဖွင့်မရလုပ်ပြီးတော့စစ်တာမျိုးတွေရှိတယ်နောက်ပြီးတော့စစ်ကြောရေးတွေမှာဆိုရင်လည်းအမျိုးသမီးကိုဆက်စည်းရတဲ့အခါမှာ LGBT တွေကိုဆက်စည်းရတဲ့အခါမှာစံဖတ်မှုမျိုးစုံကိုကျူးလွန်နေရပေါ့နော်ဆိုတော့ဒီအရာတွေကဘယ်ကနေလာလဲဆိုတော့ဖော်ဝါရကြီးဆိုးတဲ့ကျွန်မကတော့အမြဲတမ်းမှာတုံးတုံးတော့ဖော်ဝါရကြီးဆိုးတဲ့ဒေတာ ဘာလို့ဒေတာလို့တုံးလဲဆိုတော့သူတို့ဟာလေဒေတာကြီးတစ်ခုလိုမျိုးပြန့်နှံ့နေတာပေါ့နော်ဆိုဒီစစ်တပ် institution ရဲ့ဖွာရကြီးစိုးမှုရဲ့နောက်ဆက်တွဲဆိုးကျိုးဟာမြန်မာနိုင်ငံရဲ့အမျိုးသမီးရဲ့ LGBT အကုန်လုံးကဒီတံဖက်မှုရိုက်ဟိုဘယ်လိုပြောကျူးလွန်ခံနေရတယ်ပေါ့နော်ဆိုတော့ဒီ16ရက်တာလှုပ်ရှားမှုကတော့ဒီကနိုင်ငံတကာအကျင်းပါတဲ့နေ့ဖြစ်တယ်ကျမတို့ဒီပြည်သူစစ်သားဇနီးများအနေနဲ့လေဒီအရာကိုပုံမိုချိန်ပြန့်စွာကျမတို့ကပြုံပြောင်းဝှင်းနေဘာကြောင့်လဲဆိုတော့စစ်တပ်ထဲမှာနေစစ်သားဇနီးတွေအရဆိုလို့ရှိရင် သူတို့ကိုသူတို့အကြံဖက်ခံနေရတယ်ဆိုတာဟိုမသိမှတ်ကြဘူးဟောနော်ဟိုဒါလုံယူလို့စင်မယ်ဒီဖိုကတော့ကြီးစိုးတဲ့ဟာကအသားကျနေတယ်လို့မျိုးဖြစ်နေတာပေါ့နော်ဆိုတော့ကျမတို့စီကအမျိုးသမီးတော်တော်များများဆိုလို့ရှိရင်ဒါကျမတို့ကဒီလိုလွတ်မြောက်လာလို့အဲဒါကဒီပေထရီယာခီပေါ့နော်ဖိုကတော့ကြီးစိုးရယ်ဆိုတော့တိလာမဟုတ်လို့ရှိရင်တော့ဒါဟိုကိုက ခံတော့ခံပြင်းနေကွာဒါကြီးကဘာလဲဆိုတော့အမျိုးမီမခွဲခြားနိုင်ဖြစ်နေတာပေါ့နော်ဆိုတော့လေအဲဒီ generative violence နဲ့ပတ်သက်ပြီးတော့အဲညီမလေးကိုအရင်မေးချင်တာပေါ့နော်ဆိုတော့အဲအဲ့ဒါလေးပြပြပေးပါအောင်ဒါ GBV ဆိုတာပေါ့နော်အရှိကောက်က gender based violence ပေါ့ဒီစစ်ကောင်စီကပေါ့သူတို့ရဲ့ဒီအတုရောင်ရေကောက်ပွဲကိုဟိုကျင်းပမယ်ဆိုတော့တရားဝင်ဒါကြေညာလိုက်တဲ့သဘောလိုဖြစ်နေတယ်ဒီရွေးကောက်ပွဲကျင်းပတာကလည်းပေါ့နော်ဒီ GBV ဆိုတာကလည်းဒီ ဒီ gender based violence ကိုအခြေခံထားတဲ့အပြင်ကမှဒီစစ်တပ်ထဲမှာဆိုရင်အမျိုးသမီးတွေကအများဆုံးအပြင်ဖိနှိပ်ခံအမျိုးသမီးတွေကိုအမျိုးသမီးတွေမှာမှဒီဒီယာတုငယ်တဲ့အမျိုးသမီးတွေအဲလိုစစ်တပ်စစ်သားဇနီးတွေယာတုငယ်တဲ့စစ်သားဇနီးတွေဆိုအများဆုံးအပြင်အဲလိုမျိုးဟိုဖတ်ထိတ်တွေမဟုတ်နော်မဟုတ်ဒီမှာဟိုတက်ရှင်ကြီးတွေဘာတွေလိုမျိုးလဲမစစ်တပ်မှာများသောအဖြစ်လောက်ရတယ်ပေါ့နော်အဲကိုကိုနိုင်ရောစစ်တပ်ထဲမှာအဲ့လိုမျိုးနေမနေဘူးပဲမဲ့လို့ဒါကြားရတယ်ကိုရီးယားအသည့်တွေကိုရီးယားဆွေမျိုးတွေမှာလည်းအဲ့လိုမျိုးတွေရှိခဲ့ဘူးလေဆိုတော့လေအဲ့လိုမျိုးတွေကြားရတယ် ပြီးတော့သူတို့ကဒီ GBB စစ်တပ်မှာဆို GBB ကများသောအားဖြင့်ကြီးစိုးတယ်ဒီဖိုဟာရကြီးစိုးတယ်ပေါ့နော်ပြောရရင်ဖိုဟာရကြီးစိုးတာစစ်တပ်ကအများဆုံးပဲသူတို့ကကြီးကျူးလွန်လာတယ်သူတို့ကအများဆုံးပဲပေါ့နော် GBB ကိုဒါတွန်းလှန်တားဆီးဖို့ဆိုလို့ရှိရင်ဒီစစ်တပ်ရဲ့မူဝါဒကိုသူတို့ရဲ့အုတ်ချုပ်ရေးစနစ်ကိုပြောင်းလဲဖို့တို့ရလို့တော့ညီမတော့ထင်ပါတယ်ဗောနော်သူတို့ကိုအသိပညာတွေပေးရမယ်ဟိုနောက်တစ်ခွက်ကြတော့သူတို့ကဒါကလေအယိုးရဲဆွေးနေတဲ့ဟိုဘယ်လိုပြောမလဲ သူတို့ရဲ့ဟိုအလေးအကျင့်တစ်ခုလို့တော့ဖြစ်နေရပါဘောเนาะဖြစ်နေရဆိုတော့ဒီအခုရှိသမျှအကြံဖတ်မှုအားလုံးကအဲ့ဒီကနေလာတာလာတဲ့ခါကျတော့ဒီအရာအကုန်လုံးသူတို့အယိုးတွေကနေပြီးတော့ဟိုအတွေးခေါ်တွေတွေကနေအကုန်လုံးကိုဆွဲထုတ်ပေးရမှာဗောနောနောက်တစ်ခါကျတော့ဒီတောင်ဒီတော်လန်ရင်းမှာဒီစနစ်တွေကိုပါတိုက်နေတာဟုတ်တယ်အဲဘာဖြစ်လို့လဲဆိုတော့ဒီ ကျမတို့မလိုချင်တော့ဘူးလေသူတို့စစ်သူတို့စစ်တပ်ကိုဆို reform ပြန်လုပ်စီခြင်းနဲ့လူအစ်စ်တွေနဲ့ပြန်လုပ်စီခြင်းနဲ့အဲဒီလူအတွေးခေါ်ရှိတဲ့လူတွေကိုလည်းကျမတို့ဟိုဘယ်လို awareness ပေးလို့မှမရဘူးဆိုလို့ရှိရင်ဟိုမလုပ်စီခြင်းဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီအမျိုးသမီးတို့အတွက် LGBT တွေအတွက်ရန်ကုန်အနေနဲ့များတဲ့အတွေးခေါ်တွေအဲမူဝါဒတွေသူတို့မှာ ရိုးရဲဆွဲအောင်ရှိနေပေါ့နော်အဲဆိုတော့ဒီညီမလေးပြောသားလည်းအရင်ကောင်းနေဆိုတော့အမအောင်လည်းမေးချင်ပါတယ်ဒီ GBB ပေါ့နော် GBB နဲ့ဖိုဝါရကြီးဆိုတဲ့အကြောင်းလေးကိုပြောပြပြပါအောင်ဟုတ်ကဲ့ဒီမြန်မာနိုင်ငံမှာပေါ့နော် GBB မကြဆင်းသေးတာကလည်းဒီစစ်ကောင်စီအုပ်ချုပ်နေတဲ့ဒါတဆိုင်နေပေါ့နော်သူတို့ကဒီစစ်ကောင်စီကဒီအမျိုးသမီးတွေပေါ်မှာအကြမ်းဖက်တယ်နှိပ်စက်တယ်တပ်ဖြတ်တယ်အဲ့လိုတွေလှုပ်ဆောင်နေတယ်ပေါ့နော်လှုပ်ဆောင်ပြီးတော့အခုဒီ တရားဝင်ရွေးကောက်ပွဲဖြစ်ဖို့ရလဲသူတို့ကစူးစမ်းနေကြတယ်အဲ့တော့ဒီတရားမဝင်ခင်မှာတောင်းမှာပဲသူတို့ကဒီလိုပေါ်ပေါ်ထင်းထင်းနှိမ့်ဆက်နေတဲ့အနေအထားမျိုးမှာဒီသူတို့ဒါတရားဝင်ဖြစ်သွားပြီဆိုရင် GBP ကိုအရန်နှိမ့်ဆက်တော့မယ်ပေါ့နော်ဒီ GBP ကပိုတိုးလာတော့မယ်ပေါ့ဒီမျိုးသမီးတွေဟာတော်တော်လေးကိုဒီ GBP case တွေမှာခံနေရတယ်ပေါ့နော်အဲ့ဒီမှာအဥပမာအနေနဲ့ပေါ့ဒီအမားတို့ဒီဒီနှိမ့်ဆက်တဲ့အတိုင်းဝိုင်းတစ်ခုမှာဒီသူကထောက်ဟွာပေါ့ဒီအမျိုးသားထောက်ဖို့တတ်တာ မျိုးသားထောက်ဖို့တတ်သားမိတဲ့ခါကျတော့သူ့ရဲ့ငဲပါကိုတတ်ဖြတ်ပြီးတော့တတ်ပြလိုက်တာပေါ့နော်အဲ့လိုမျိုးတွေကြားတဲ့ခါမျိုးမှာအရန်ဟိုစိတ်ထဲမှာခံစားရတယ်ပေါ့နော်နောက်တစ်ခုအဲ့ထက်ပိုခံစားရတာဘာလဲဆိုတော့ဒီနီးစက်တဲ့အတိုင်းဝိုင်းမှာပဲဒီအမျိုးသမီးကသူ့ရဲ့အဲဟိုပါတခုရဲ့အောက်မှာကိုမဲ့ဝင်မဲ့တာပေါ့ဒါကိုငါတို့ဝိုင်းပြီးတွန်းလှန်တော်လှန်ကြစို့ပေါ့ ဲ့တော့အဲ့မျိုးသမီးကိုဒီကိုမတ်မန်းနာနဲ့ပတ်သက်ပြီးဖမ်းတယ်။ဖမ်းပြီးတော့စစ်ကြောရေးမှာစားဖားတွေကဘယ်လိုလုပ်လဲဆိုတော့ဒီမျိုးသမီးကိုကနေကဘာလို့တွန်းလှန်ကြတာလဲ။နင်းတွန်းလှန်ကြတာနင်းဟိုဟာကိုလှန်ဆိုပြီးတော့ rig ကျင့်တယ်ပေါ့နော်။အဲ့ rig ကျင့်တဲ့ခါမှာလေ तू ကဒီဘယ်လိုထိစိုးစိုးဝါးဝါးလှုပ်လိုက်လဲဆိုတော့ဒီအမျိုးသမီးအင်္ဂါကိုမှရှေ့ဝန်းနာကောကူ तू ကဟိုပြော့ပြော့ပြီးတော့နှိမ့်ဆက်တာပေါ့။ဒီလားပြော့ပြော့ပြီးနှိမ့်ဆက်တဲ့ခါကျတော့ဒီမျိုးသမီးရဲ့စိတ်ဓာတ်ရာက ဟိုအဲ့ဒီခံပြီးကစားမှလည်း तू तू အဲ့လို rate လောက်ခံပြီးကစားမှလည်း तू တော်တော်ကိုပုံရလဲသွားတဲ့အထိဟို तू ပြင်းပြင်းထန်ထန်ခံစားရတယ်အဲ့ပြီးတော့လည်းဘယ်လိုပြောမလဲဒီစိတ်ဓာတ်ရာကြီးက तू တော်တော်လေးကြီးကြီးမားမားခံစားရတယ်ပေါ့နော်အဲ့ဒါသူ့ရဲ့အတိုင်းဝိုင်းကသူ့ကိုဒီထောင်ဝင်စားဒီတရားရုံးကိုဒီသွားတဲ့အချိန်မှာ तू ပြန်ပြောပြတာတွေပေါ့ အဲ့တော့အခုနောက်ပိုင်းဆက်နောက်ဆက်တွဲကြရတာကအဲ့မိသားစုလေးဆိုရင်သူမျိုးသားကလည်းဒီသတင်းတွေကြားပြီးတော့အပြင်မှာပဲစိတ်မကောင်းမဲနဲ့စိတ်ကြကြပြီတော့ဗောနော်သူလဲစုံးတယ်လူလဲကြားတယ်အဲ့အမျိုးသမီးဟာလဲအခုစိတ်ကစင်ကလျားသဘောမျိုးဗောနော်အဲ့လိုဝေဒနာတွေခံစားရတယ်လို့ကြားသိရတယ်ဗောဒါကဟိုကိုယ်နဲ့နှိစက်တဲ့အတိုင်းဝိုင်းမှာအဲဒီလိုမျိုးကိုယ်နဲ့နှိစက်တဲ့အတိုင်းဝိုင်းမဟုတ်တဲ့နေရာတွေတော်တော်များများမှာလဲဒီအမျိုးသမီးတွေပေါ်မှာဒီ case တွေကျူးလွန်နေတာတွေကအများကြီးပဲကျူးလွန်နေတယ်ဆိုတာကိုတော့ ဟိုဇက်တိုက်ဇက်တိုက်ကြားနေရတာပေါ့နော်အဲ့တော့ဒီသူတို့ရဲ့ဒီအုတ်ချုပ်တဲ့အုတ်ချုပ်မှုပေါ်မှာလဲဒါတက်ဆိုင်နေတယ်ပေါ့နော်ဆိုတော့ခုနကဟိုဘယ်လိုပြောရမလဲဒီရွေးကောက်ပွဲဆိုတာလဲအဲတကယ်တော့သူတို့အာနာရချင်တာသူတို့အာနာရတဲ့အခါမှာဒီအကြမ်းဖက်မှုကြီးအကုန်လုံးသူတရားဝင်ကျူးလွန်ခွင့်ရနေရပါတော့။ဆိုတော့အမပြောတဲ့ case ဆိုလို့ရှိရင်တစ်ခါမှတော့အဲ့လိုမကြဘူးဟို ရန်ဟိုဟွာဖြစ်တယ်ဗောနော်ဆူဆူဟွာဖြစ်တယ်တချို့အရာတွေဆိုရင်တော့ကျမတို့ကြားဘူးလေလေနော်ဖွားဟိုအဖွားအရွယ်ကိုပြုတင်တာတို့အဲ့လိုမျိုးတွေပဲကြားဘူးလေဒီလိုမျိုးတော့ဒါအမအမပြောမှပဲကြားဘူးဒီမျိုးသမီးဆိုရင်အသက်က50ကျော်ပြီဟုတ်အိုး50ကျော်ပဲအဲ့လိုပေါ့နော်ဆက်ဆန္ဒပေါ့ဟုတ်တယ်ဒါကြောင့်မလို့လေဒီအခုအတုအယောင်ရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲမှာဆိုလို့ရှိရင်သူတို့ကလည်းဖြစ်အောင်လုပ်မှာပဲဘာကြောင့်လဲဆိုတော့သူတို့ကဒီအခုဆိုလို့ရှိရင်လည်းဒီ အမှုပညာရှင်တွေကိုအသုံးပြုပြီးတော့အဲဒီရွေးကောက်ပွဲကိုအဲမေးဆွေနေကြတယ်။နောက်ပြီးတော့ဒီကျွတ်တင်မေးဆိုပြီးတော့နိုင်ငံခြားလူတွေကိုလည်းတောင်းနေရပေါ့နော်။ဆိုတော့ဒီရွေးကောက်ပွဲကိုပြည်သူလူထုအနေနဲ့ဟိုဘယ်လိုပြောရမလဲ။ရားတဲ့နည်းနဲ့လေဘယ်လိုဆက်ကျင်ရမလဲဆိုတာကိုကျွန်တော်တို့ကဟိုအမြဲတမ်းလေဟိုပြောပြနေရပေါ့နော်။ဆဲခါကျတော့အခုနောက်ကလိုမျိုးပေါ့နော်။ဒီအတူရောင်ရွေးကောက်ပွဲကဒီအကျန်းဖတ်မှုတွေအကုန်လုံး အတိအမှတ်ပြုမယ်သူတို့ legitimate အစိုးရဖြစ်သွားပြီဆိုလို့ရှိရင်နိုင်ငံတကာကတချို့သောအကူအညီတွေသူတို့ရမယ်လို့သူတို့ထင်နေရပေါ့နော်အဲအဲကြောင့်မလို့သူတို့ကနိုင်ငံရေးထွက်ပေါက်အနေနဲ့ဒါတော့ပြင်းထန်လုပ်နေကြတာဆိုတော့အဲဒီလိုအကြမ်းဖက်မှုတွေပြုလုပ်နေရဆိုတဲ့အကြောင်းလည်းကျွန်တော်တို့ကဒါပြည်သူလူထုကိုတင်ပြနေတာချင်းဖြစ်တယ်ပေါ့နော်ဆိုတော့ခုနကပြောတဲ့16ရက်တာလှုပ်ရှားမှုပေါ့16ရက်တာလှုပ်ရှားမှုကဒီဇင်ဘာ10ဆိုရင်တော့ပြီးပြီပေါ့နော်ဆိုတဲ့အခါကျ16ရက်တာလှုပ်ရှားမှုကဒီအကြမ်းဖက်မှုတွေအကုန်လုံးကိုကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲအမျိုးမျိုးတော့ဗောနောစန့်ကျင်တဲ့နီးလန်းတွေနဲ့ကျမတို့ဒီဒီကာလလေးမှာ awareness ပေးရဗောနောဆိုတော့ဖဲချိုးဖြူကမ်ပိန်းလို့လည်းခေါ်တယ်ဆိုတော့ဒီဒီကာလမှာအမျိုးသမီးခွင့်ရီလူခွင့်ရီစောင့်ရှောက်တဲ့သူတွေအကုန်လုံးကဒီ16ရက်တိုင်းလှူရှာမှုကမ်ပိန်းတွေမျိုးမျိုးပြုလုပ်နေကြခြင်းဖြစ်တယ်ဗောနောဆိုတော့ဒီစစ်ကစကားစကားကျူးလွန်နေခါမှာ GBV survivor တွေအများကြီးဖြစ်ဖြစ်ခဲ့ရတယ်ဗောနောဆိုတော့ကိုယ်ပတ်ဝန်းကျင်အဲ နီးစက်တဲ့စီမှာပေါ့နော်ဒီရှစ်တလွတ်မြောက်လာသူတွေရဲ့အာဘလိုဘလိုကြားမိတာမျိုးတွေရှိလဲပေါ့နော်အဲ့ဒါမျိုးလေးကြီးလည်းပြောပြပြပါလားခုနကအမပြောသလိုပဲပေါ့နော်ဒီ GBV survivor တွေများသောအဖြစ်ကအများစုကဒီသားကောင်တွေပေါ့ဖြစ်ကြတဲ့လူတွေကဒီ CDM မျိုးသမီးတွေရှိမယ် အဲပြီးတော့ဒီစစ်တပ်ထရေပြည်သူစစ်သားစနီးတွေရှိမယ်ဒီစစ်ဘေးရှောင်တွေပေါ့နော်စစ်ဘေးရှောင်တွေရှိမယ်ဒီ migrant လို့ခေါ်တဲ့ရွှေ့ပြောင်းလူသားတွေလည်းရှိမယ် LGBT လည်းရှိမယ်ပြီးစစ်ကောင်စီဖမ်းဆီးရမိတဲ့စစ်ကောင်စီလက်အောက်မှာဒီအချင်းချခံရတဲ့အမျိုးသမီးတွေထောင်ချခံရတဲ့အမျိုးသမီးတွေကိုလည်းတွေ့ရတယ်ပေါ့နော်အဲသူတို့ကလွန်မြောက်လာခဲ့လို့ရှိနေသူတို့တွေကဒီတွေ့ကြုံခံစားရတာဒါလွန်မြောက်ခဲ့တဲ့ဆိုမှသူတို့တွေကဘာလဲဆိုတော့ဒီ psychological လက်သူတို့ကခံစားခဲ့ရတယ်အတွင်းထဲမှာပေါ့နော်ဒီထဲမှာပြီးတော့ GBV လက်ခံစားခဲ့ရတယ်ဒီစစ်ကောင်စီရဲ့ ဒီအကြံဖတ်မှုဒဏ်လည်းတို့သုံးမျိုးစလုံးတို့ကခံစားလွမြောက်ခဲ့တဲ့လူတွေဖြစ်တယ်ပေါ့နော်ဒီညီမသိတဲ့ဒီပတ်ဝန်းကျင်မှာဒါကိုအမျိုးဆိုလည်းဟုတ်တယ်ပေါ့နော်အာဒီအမအားဆိုလို့ရှိရင်သူ့ကိုနိုင်ငံရေးလုတ်တယ်ပေါ့နိုင်ငံရေးလုတ်တော့ဖမ်းလိုက်တယ်ဖမ်းလိုက်အခုလောလောဆယ်တော့မလွတ်သေးဘူးထောင်ထဲမှာပဲပေါ့နော်ဖမ်းပြီးတော့နောက်ဘာဘာလုတ်လဲဆိုတော့ဒါသူပြန်ပြန်ပြောပြတာပေါ့နော်သူမိသားစုကပြန်ကြားရတာပေါ့ဒါကိုအမျိုးလဲဆိုလည်းဟုတ်တယ်ဆိုတော့လေဒီဖမ်းတော့ သူ့ကိုမင်းတို့ဒီလက်သုံးချောင်းလာထောင်းလာဆိုအဲ့လက်သုံးချောင်းကိုထောင်းတဲ့လက်ကိုရိုက်တာဒါအမျိုးသမီးကိုနှိပ်စက်တာပေါ့နော်မတရားနှိပ်စက်တာဒီကြောပုံးတွေဆိုလဲကန်တာဒါပေမဲ့အဲ့ဒီကန်တာကလည်းအမျိုးသမီးစစ်စစ်တယ်မဟုတ်ဘူးအမျိုးသားတွေကအဲ့လိုမျိုးနှိပ်စက်တာပေါ့နော်အာဒါတည်င်းကြတော့သူကလွတ်တာတော့လွတ်တော့မယ်ပေါ့နော်ဒါသူ့တက်တော့ဝန်တာစရာတည်င်းပေါ့အာပြီးတော့သူဒီမှာတိုင်ပင်ထားတာပေါ့နော်မိသားစုနဲ့ဒီမှာလွတ်လွတ်ခဲ့ရင်တော့မှသူကနေဖို့အတွက်အဆင်မပြေတော့မလုံခြုံတော့ဘူးခံစားရတယ်အဲ တခြားလွမြောက်နေမျိုးပေါ့သူတွားမယ်ပြီးတော့ဆုံးဖြတ်ထားတာပေါ့နော်ဒါပတ်ဝန်းကျင်မှာလည်းတွေ့ရတယ်ကို့အမျိုးဆွေမှာလည်းဒီလိုမျိုးဆိုတော့လုံးဝတော့စိတ်မကောင်းဖြစ်တယ်ပေါ့နော်ကျမတို့ကနေဒီအမျိုးသမီးတွေကိုလေဟိုအကျန်းဖတ်တာတော့ဘယ်လိုအကျန်းဖတ်မှုမှာအာမပေးဘူးပေါ့နော်ခုနကညီမလေးပြောရဆိုရင်ဒီအမျိုးသမီးကို6လောက်တွေနဲ့ကြိုးကုန်းတွေကိုကန်ကြောက်တယ်ပေါ့နော်ဆိုတော့ဟိုအခုဆိုလို့ရှိရင် online မှာဟိုတွေ့ရတယ်ပေါ့နော်ဒီ CDM စီရမ်ဆရာဝင်သူတို့တခြားသောကိစ္စတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့တခြားကိစ္စတွေတော့မပြောချင်ဘူးဒါပေမဲ့ဒီအမျိုးသမီးတို့ကိုဘယ်လိုပြောရမလဲဟိုအင်းအားတွေတုံးပြီးတော့လေနော်ဖန်စီခေါ်ဆောင်သွားတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့လေဟိုဘယ်လိုပြောရမလဲအခုကာလာလေ16ရက်တာလှုပ်ရှားမှုလုပ်နေတဲ့ကာလာဖြစ်တယ်ဆိုတော့ holy တကြုံ online ပေါ်မှာအမျိုးသမီးတယောက်အကျန်းဖတ်ပြီးတော့ဟိုဒီလိုလောက်တာတော့ကျွန်တော်တို့အနေနဲ့လက်မခံနိုင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ ဟိုဒီအကြမ်းဖက်မှုပေါက်ပြအောင်လို့ကျွန်တော်တို့ပညာရင်းပေးပြီးတော့ဟိုဘယ်လိုပြောရမလဲဟိုအတန်ထုတ်နေတဲ့အချိန်မှာကွာတည်ရမလားဟိုမျိုးသမီးတို့ကိုဘလို့အကျံဖတ်မှုမျိုးမှာကျမတို့ကလက်မခံကြဘူး။ဒါကြောင့်မလို့လေကျမတို့ကပြောနေရဥမာမြန်မာနိုင်ငံမှာဆိုရင်ရှေးရိုးဆွဲအယူအယူရှိရလေ။အာယောက်ျားကကာမပိုင်ယောက်ျားဖြစ်တယ်ဆိုတော့ချိတ်တလို့ မင်းကငါဆုံးမခွင့်ရှိရယ်ဆိုပြီးတော့ရှေ့ခေတ်တော့ဆိုရင်ယူခွေအောင်ရိုက်မှအသေးဆွေအောင်ချစ်မယ်ဆိုရှားကြနှက်ကြအမျိုးသမီးကိုပေါ့နော်ဆိုတော့ဒါမျိုးတွေလည်းကျမတို့လုံးဝလက်မခံနိုင်လို့ဒါအခုလိုမျိုးပညာပေးတဲ့စီစဉ်တွေကိုပြုတ်လုတ်ပြီးနေတာဟုတ်တယ်တကယ်လေးကျမတို့ကျူးလွန်ခံရတဲ့သူတွေရှိရင်ကာကွယ်ပေးရပေါ့နော်ဆိုတော့ဒီအလေးအကျင့်အကြတော့ဒါအားလုံးနဲ့သက်ဆိုင်နေမျိုးသမီးရေမဟုတ်ဘူးခလေးငယ်တွေကိုအကျန်းဖတ်နေလဲကျမတို့ကကာကွယ်ပေးရမယ်တကယ်လို့အကျန်းဖတ်မှုကိုအားပေးရဆိုရင်တနည်းမှာဟုတ် ကုန်လုံးကအကြမ်းဖက်မှုရဲ့တားကောင်တစ်ချိန်မဟုတ်တစ်ချိန်မှာဖြစ်နိုင်တယ်။ကျမလည်းဖြစ်ဖြစ်ဖြစ်နိုင်နေအမလည်းဖြစ်နိုင်နေညီမလေးလည်းဖြစ်နိုင်နေဆိုဒီအကြမ်းဖက်မှုအကုန်လုံးကိုကျမတို့ကလက်တွဲပြီးတော့ဖြေရှင်းရမှာပေါ့နော်မပြုတ်လောက်အောင်လို့ဘယ်သူမှအကြမ်းဖက်တာဟိုမခံရအောင်လို့ပေါ့နော်ဝိုင်းဝန်းပြီးတော့ကာကွယ်စောင့်ရှောက်ရမှာဟုတ်တယ်ပေါ့နော်ဒါကလေဟိုဒီအမျိုးသမီးတစုအတွက်ပဲမဟုတ်ဘူးကဘာကြီးအတွက်ကဘာရုံမှာရှိတဲ့လူသားတွေအကုန်လုံး ငင်းချင်းရင်းကိုရရှိဖို့အတွက်လုပ်နေတာဖြစ်တယ်ပေါ့နော်။ကိုကတော့စကားဝိုင်းရဲ့နောက်ဆုံးပိုင်းကိုရောက်လာပြီပေါ့နော်။ဆိုတော့လေကျွန်တော်တို့ခုနကလည်းဆွေးနွေးခဲ့တယ်။16ရက်တာလှုပ်ရှားမှုနဲ့ဒီ sham election နဲ့ဘလို့တိုက်ထိဆက်မှုရှိနေလဲဆက်နွယ်မှုရှိနေလဲဆိုတော့ပြောခဲ့ကြရပေါ့နော်။ဆိုတော့အခုအမားတို့ကိုနောက်ဆုံး message လေးပေါ့နော်မေးချင်တာကြတော့ဒီအတူအရောင်ရွေးကောက်ပွဲအတွက်မြန်မာပြည်သူတွေကဘလို့စန့်ကျင်တဲ့နေဆိုတာမျိုးပေါ့နော်။အမားရဲ့အမြင်လေးကိုပြောပြပေါ့နော်။နောက်တစ်ခုကကြတော့ခုနက GBB ပေါ့နော်16ရက်တာလုံရှောင်းမှု gender based violence တွေဒီအဆုံးသတ်ဖို့အတွက်အဲဘယ်လိုမျိုးပေါ့နော်ဒီ16ရက်တာလုံရှောင်းမှုအတွင်းမှာဘယ်လိုမျိုးလေးပါဝင်သင့်နေဆိုတာမျိုးပြပြပေးပါလားဟုတ်ကဲ့ပါဒီ16ရက်တာလုံရှားမှုကတော့အရင်ပြောလိုက်မယ်ပေါ့နော်ဒီ16ရက်တာလုံရှားမှုကတော့ဒီကိုယ့်ရဲ့ဒီဘက်ရောက်နေတဲ့လူဟိုပေါ့ဒီအချင်းချင်းတွေကလည်းကူညီဆောင်ရွက်ကြတယ်လုံရှားမှုတွေအများကြီးလုပ်တယ် ကိုယ့်ရဲ့ပြည်သူပြည်သားတို့ awareness တွေအများကြီးပေးတယ်ပေါ့နော်သင်တန်းတွေအများကြီးပေးတယ်သင်တန်းတွေပေးတဲ့အပြင်ဒီတခြားနိုင်ငံအနေနဲ့ဆိုလို့ရှိရင်လည်းအမားတို့နဲ့ချိတ်ဆက်နေတဲ့ဒီကိုရီးယားဆိုလို့ရှိရင်လည်းဒီနေဆက်ဒေသမှာပေါ့နော်ဒီ awareness တွေပေးတယ်ပြီးတော့ shelter တွေဖွင့်ပေးတယ်အဲအဲ့လိုမျိုးတွေပေါ့သူတို့တွေကသူတို့တက်နိုင်သလောက်တခြားနိုင်ငံတွေတောင်မှဒီဘက်ထိလာပြီးတော့ကူညီဆောင်ရွက်ပေးနေတာတွေလည်းရှိတယ်။အဲအဲ့အတွက်ဒီမှာဒီ migrant တွေလည်းသွားကြတယ်ပေါ့နော်သူတို့တွေလှုပ်ရှားမှုတွေအများကြီးကူညီဆောင်ရွက်ပေးတယ်။ ဲအမှန်တကယ်လည်းအဲရှက်တာခုဟိုတလောကလေးနေပေါ့နော်ဒါအခုဒီလိုပြောရင်လည်းအမှတ်ရသွားလို့ပေါ့ဒီကိုအချင်းချင်းပဲဒီလူကုန်ကူးခံရတယ်လို့ဖြစ်လာတဲ့အမျိုးသမီးလေးပေါ့သူကအမျိုးသမီးကသူကကိုဝန်ပါလာတာအဲ့ကိုဝန်ကလည်းနည်းနည်းရင့်နေပြီပေါ့ရင့်နေတဲ့ခါကျတော့အမအကူညီလန်းတောင်းတဲ့ခါမှာအမအဖွဲ့စည်းနဲ့ချိတ်ဆက်ပေးလိုက်တယ်ပေါ့ချိတ်ဆက်ပေးလိုက်တော့အဲ့ဒီအမျိုးသမီးလေးကရှယ်တာရသွားတယ်ရှယ်တာရသွားတော့သူတို့ဒီမီးဖွားဖို့လုပ်ပေးရတာပေါ့အဲ့မီးဖွားဖို့လုပ်ပေးနေတဲ့အချိန်မှာပဲဒီ အဖွဲ့အစည်းအနေပြီးတော့မှဒီကုညီဆောင်ထောက်ပံ့ပေးမဲ့အဖွဲ့အစည်းတွေထတ်ချိတ်ပေးတာပေါ့ချိတ်ပေးတဲ့ခါကျတော့ဒီအမျိုးသမီးလေးရဲ့မွေးလာတဲ့ကလေးလေးကိုအဲ US ကနေလှမ်းပြီးတော့မှသူကဟိုထောက်ပံ့လာပေါ့နော်ထောက်ပံ့လာမှဘလောက်ထိသူသူများနိုင်ငံကလုတ်ပေးလဲဆိုတော့လေသူ့ကိုဒီကလေးမွေးဖွားပြီးတာနဲ့အခုတော့လောလောဆယ်ရှက်တာမှနေမယ်မွေးဖွားပြီးတာနဲ့အိမ်တလုံးတက်တက်ငှားပြီးတယ်ဒီမွေးမွေးပေးတဲ့အမေကိုလည်းတက်တက်စရိတ် နိုးတိုက်လို့ဆိုပြီးနိုးတိုက်စိတ်တသက်ပေးတယ်ဒီကလေးလေးအတွက်ကိုလည်းကျန်တဲ့ဒီစောင့်ရှောက်တဲ့ဒီအားလုံးကိုငှားပေးထားတာပေါ့အိမ်ငှားကားတွေပေးတယ်ဒီအဲသူ့အတွက်လိုအပ်ချက်တဲ့လိုအပ်ချက်မရှိကုန်ကြစိတ်တွေအားလုံးကိုထုတ်ပေးပြီးတော့အဲသူတို့ကျမကြီးနောက်ကြီးလာရင်ပညာရေးအစပေါ့နော်အဲ့လိုတွေထောက်ပံ့မှုတွေတခြားနိုင်ငံကလည်းဒီလာလုပ်ပေးနေကြတယ်ပေါ့နော်ဒီဒီ GBB ပပျောက်အောင်ရင်ဒီ shelter တွေအထိစီစဉ်ပေးတာတွေလည်းလုပ်ကြတယ်ပေါ့နော် အဲ့ဒါကတော့ဒီ16ရက်တာလှူရှားမှုနဲ့အတူတူပါနေတဲ့ဒီ GBB case တွေနဲ့ဒီ awareness တွေပေါ့နော်အခုဒီအတူရောင်ရေကောက်ပွဲကိုဘယ်လိုဆန့်ကျင်ကြမလဲဆိုတော့ပြည်တွင်းကနေလုံးလို့ရမယ်နီးလန်းနေလဲအများကြီးတော့ရှိတာပေါ့နော်ကိုတကယ်ခံစားနေရတဲ့ဒီမတရားမှုတွေကသူတို့ခံရတယ်လေဒီလွတ်လပ်လွတ်မြောက်နယ်မျိုးရောက်လာတဲ့လူတွေကကြတော့ဒါတွေကိုအခုကြတော့လွတ်သွားပြီ သူတို့ကလက်ရှိခံစားနေရတာဖြစ်တဲ့အတွက်သူတို့ကဓာတ်ရိုက်ကြီးမတင်ပြနိုင်ဘူးမပြောနိုင်ဘူးဆိုရင်တောင်မှဒီလိုသတင်းစကားတဆင်ပါတာပဲဖြစ်စေဒီလို record တွေယူထားတာပဲဖြစ်စေဒီဒါမှနိုင်ငံတကာလည်းသိမှာပေါ့နော်နိုင်ငံတနိုင်ငံတကာကိုကြတော့သူတို့ကစကစဒီစိတ်အုပ်ချုပ်ရဘလို့ကြီးညာထားလဲဆိုတော့ agent နေတဲ့အတွင်ကိုသူတို့ကလုပ်နေတာလေ agent နေပြီးတိုင်းပြည်ရ agent နေပြီး905နေတောင်သူတို့ကအဲ ြေပြောင်းလိုက်ပြီးဆိုပြီးတော့ပြန်ခေါ်နေတဲ့အနေထားဆိုသူတို့ကဒါအတူရောင်နဲ့သူတို့ကဒါမဲဆွယ်နေတဲ့အချိန်ပေါ့အဲ့တော့ကိုဒီဘက်ကပြည်သူတွေဘက်ကဘာတွေကိုနားလည်ရမလဲဆိုတော့ဒါသူတို့အမှန်တကယ်နှိပ်စက်ခံနေရတာတွေကို record ယူထားဖို့လိုအပ်တယ်ပြီးရင်အဲ့ဒီ record တွေကိုကိုကို၌ကအဲမတင်ပြမတင်ပြရဲဘူးတင်ပြလို့မရတဲ့အနေထားဆိုရင်လေလုံခြုံတဲ့သူကနေတစင့်တစင့် ရအောင်တော့ပြပြဖို့လိုတာပေါ့နော်ဒါမှဒီဘက်ကလူတွေကနေတစင်နိုင်ငံတကာတိအောင်ကဘာတိအောင်ဒီဘက်ကနေအမားတို့တွေကဝိုင်းဝန်းပြီးတော့ကုညီပြီးအဲဟိုပါဘယ်လိုပြောပြရမလဲဆိုအတန်တွေထွက်ပေးရမယ် record ခိုင်ခိုင်လုံလုံနေနဲ့သူတို့ကိုပြနိုင်ရမယ်ပေါ့နော်ဒါမှလည်းနိုင်ငံတကာတိလာမယ်ပေါ့အဲ့တော့ဒီဟာဒီဟာဒီအတူရောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကိုတော့ဒါအားလုံးကနိုင်ငံတကာတိအောင်ရောပြည်တွင်းကပါပါရင်တော့ပို့ပြီးတော့အားရှိတာပေါ့နော်အဓိကခံရမယ့်ပြည်သူတွေက ြည်တွင်းမှာပဲကြံခဲ့တာဆိုတော့လေအဲ့လိုလေးတွေနဲ့ဒီပြန်လဲပြီးတော့အမားတို့တွေစူးစမ်းပြီးတော့ဝိုင်းပြီးအတန်ထုတ်ပေးရမှာပေါ့နော် record တွေလည်းများများစုဆောင်းပေးနိုင်ရင်တော့ပိုကောင်းတာပေါ့နော်အဲ့လိုနည်းနဲ့ပဲဒီအတူရောင်ရွေးကောက်ပွဲကိုဒါနိုင်ငံတကာလက်မခံအောင်တော့ဒါကိုရီးယားတာဝန်ရှိတယ်ပေါ့နော် ဟောအမပြောတာအရင်ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့လေဟိုကိုယ်နိုင်ငံကျူးလွန်တာသူများနိုင်ငံလာကူညီပေးနေရတာလေအဲ့ဒါစဉ်းစားကြည့်လို့ရှင်ရှမ်းရှက်စရာကောင်းတယ်နော်တကယ်တော့လေးတိလာဟိုလောကကြီးမှာကျူးလွန်နေသူဆိုတော့မရှိဘူးမဟုတ်ရှိနေမှာပဲဒါပေမဲ့အခုဆိုလို့ရှင်ဒီဆက်ကဆာကိုယ်နိုင်ငံသားတွေကိုပြန်တတ်နိုင်တယ်တခြားနိုင်ငံတွေကအမယူကရိန်းနဲ့ရုရှားဆိုရင်သူတို့မျိုးကိုကျူးကျော်လို့သူတို့ပြန်ပြီးတော့ခုခံကာကွယ်ရင်းနဲ့ဟို တိုက်ရကြတခြားနှစ်ဖက်နိုင်ငံတိုက်ကြတာပေါ့နော်ကိုအခုကကျတော့ကိုရီးနိုင်ငံကကျတော့ရန်ကိုထိုးကြရတယ်ပေါ့နော်တနိုင်ငံနေသားတွေအချင်းချင်းအရင်တော့တငယ်ချင်းတွေအခုကျတော့ကိုရီးမှာမခေါ်နိုင်မပြောနိုင်ဖြစ်ရတယ်တစ်ဖက်မှာစစ်သားတစ်ဖက်မှာကျတော့ PDF ပေါ့နော်ဒီလိုမျိုးတွေဟိုဖြစ်အောင်လို့ဒီအကျန်းဖက်စစ်ကောင်းဆောင်နေစစ်စစ်ဘိုလ်ချုပ်တွေကလှုပ်ထားတာပေါ့နော်ဆိုတဲ့အခါကျတော့ခုနကလိုပဲကျူးလွန်တဲ့သူကကိုယ်နိုင်ငံသားဒါပေမဲ့ကိုညီတဲ့သူက တခြားနိုင်ငံအားဖြစ်နေရေပေါ့နော်ဆိုတော့အင်မတန်မှလည်းစိတ်မကောင်းစရာကောင်းပါတယ်လို့ဆိုတော့ဒီမိခွန်းနဲ့ပတ်သက်ပြီးတော့ညီမလေးကိုလည်းမမေးချင်ပါတယ်ဟုတ်ဒီ16ရက်တာလှုပ်ရှားမှုကပေါ့နော်ဒီနိုင်ငံတကာမှာနှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ဒီအပေါ်ကတခုဖြစ်တယ်ပေါ့ပွဲတခုပေါ့နော်လှုပ်ရှားမှုအတ္တိပတိတခုဖြစ်တယ်ပေါ့နော်ဒီမြန်မာနိုင်ငံမှာလည်းဒီကို16ရက်တာလှုပ်ရှားမှုပါဝင်ခြင်းအပြည့်ဒီတော်လှန်ရေးကိုလှုပ်တဲ့အစိတ်အပိုင်းတခုပဲတခုနဲ့ပေါ့နော်တခုပဲဖြစ်တယ်ပေါ့ပြီးတော့ဒီ ဆက်ချတာလှောက်ရှားမှုဟိုကိုကပါဝင်လိုက်ပြည်ဒီ social media တွေတော့ဘောနော် Facebook တို့မဟုတ်ဟိုတခြားဒီ social media တွေအများရှိတယ် YouTube Instagram ဘောနော်များသောအပြည်ဒီ TikTok တွေနောက်များသောအပြည်ဒီ TikTok ခစ်စားလာတာဘောနော်အဲအဲ့မှာကိုက social media မှာတင်ချင်းအပြည်လဲဒါနိုင်ငံတကာကမကြိုက်ဘူးဒါကိုယ်နိုင်ငံကိုခုနအမပြောသားသလိုပဲ905ကကြီးတွေသူတို့ဖြေလျှော့လိုက်တယ်ဗောနော်ဒါကိုရီးယားကိုရီးယားနိုင်ငံငြိမ်သက်မှုမရှိဘူးမငြိမ်သက်နေဘူးတော်လှန်တယ်ဆိုတာပြချင်တယ်ဗောနော်ဒါမျိုးပါဝင် ပါဝင်တင်တယ်လို့ညီမတော့ထင်ပါတယ်။အဲသူတို့ရဲ့စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ညီမအနေနဲ့ဘာပြောချင်ပါလဲ။ဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီအ NLD ပါတီကလည်းအရင်ကဆိုရင် NLD ပါတီကအင်အားကြီးပါတီဗောနော်အဲသူတို့တွေကလည်းဒါအမေစုကိုမကြိုက်ဘူးတွန်းလှန်တယ်ဒီရှုံးမဲမဲတာဗောဒါတွေကိုလည်းရွေးကောက်ပွဲကြီးဒါအစ်စ်ဖြစ်တာတော့မှသူတို့ကတွန်းလှန်ပြီးတော့ရှုံးမဲမဲပြီးတော့အာဏာသိမ်းလိုက်တယ်ဗောနော်အခုဆိုလို့ရှိရင်လည်းကိုရီးယား ဒီနိုင်ငံတကာ905ကကြီးတွေပါတယ်မင်းအောင်လိုင်ကဖြေလျှော့လိုက်တယ်ပေါ့ဒီနိုင်ငံကတော့သူတို့ထင်ပါပဲလေအော်သူတို့ပြည်သူပြည်သားတွေကိုသူတို့ဒါဒီလောက်ဖြေလျှော့တယ်ပြန်ခေါ်နေတယ်ပေါ့နော်ဒါတွေကအမှန်မှအတုအယောင်ဖြစ်နေတာပေါ့နော်ဒီရွေးကောက်ပွဲကိုဟိုလှုပ်ဖို့ပြန်ခေါ်တာနိုင်ငံသားသားမှရှိတယ်လို့ရဲဆိုတာဒါမဲပေးရမယ်ဆိုပြီးတော့ဒါစီယုံနေတာပေါ့နော်အာဒါကလုံးဝမဖြစ်သင့်ဘူးပေါ့နော်အာဒါကြောင့်မလို့ဒီအတုအယောင်ရွေးကောက်ပွဲကိုတွန်းလှန်တော်လှန်ရမယ်ပြီးတော့သူတို့မဖြစ်မြအောင်ကိုကတွန်းလှန်ရမယ်ပေါ့နော်ပြီးတော့ဒီဆိုရှယ်မီဒီယာအားနဲ့ Facebook ရှိတယ် ဒီအများသောအဖြစ်ပေါ့ဆိုရှယ်မီဒီယာအားများတယ်ပေါ့နော်အခုခေတ်ကလည်းအင်တာနက်ကကျေပြန့်လာပြီဆိုရှယ်မီဒီယာလည်းကျေပြန့်လာပြီဖြစ်တဲ့အတွက်ဒီတွန်းလှန်ရမယ်လို့ပါထင်တယ်ပေါ့နော်အဲဒီတွန်းလှန်ကိုတွန်းလှန်တင်တယ်ပေါ့ဒီတွန်းလှန်မှပဲဘာလို့ဆိုတော့ဒါတို့ရဲ့အကြံအစီကမအောင်မြင်ဘူးဘာလို့ဆိုတော့ဒီအခုမင်းသားမင်းသမီးတွေလည်းရှိတယ်လေ ဒီမင်းအောင်နိုင်ဘက်ကနေပါပြီးတော့ဇက်ကားတွေရိုက်တယ်အဲ့လိုကြောညာတွေရှိတယ်ဗီဒီယိုကဝင်နေပတ်သက်ပြီးတော့ပေါ့နော်မင်းသားမင်းသားမင်းသမီးတွေရှိတယ်အဆိုးတော်တွေရှိတယ်များသွားပြီသူတို့ကဒီထိုင်းနိုင်ငံတို့ဘာလို့များသွားပြီးရှိုးလာဆိုတယ်ဂျပန်တို့ဘာလို့အဝိုင်းကောလောက်တယ်သူတို့ကိုလက်မှတ်တွေမရောင်းရဘူးဒါလည်းဒါလည်းတတ်ဆိုင်တယ်လေသူတို့တွန်းလှန်တော်လှန်နေတယ်ဆိုတာနဲ့လည်းတက်ဆိုင်တယ်ဒီရွေးကောက်ပွဲမဖြစ်စေချင်တယ်မဖြစ်စေချင်တာနဲ့လည်းတက်ဆိုင်တယ်ဒါကြောင့်မလို့ဒီဆိုရှယ်မီဒီယာအားနဲ့ဝိုင်းကောလုပ်ကိုလုပ်ရမယ်ဒီအတူရရွေးကောက်ပွဲမဖြစ်မြောက်အောင်လို့ ဒါကိုရီးယားတုံ့လှန်ပါဝင်ရမယ်လို့လည်းထင်တယ်ပြသူတို့တော့မှဒီမင်းသားမင်းသမီးတော်မှကိုရီးယားဝိုင်းကောလုံးတို့လက်မှတ်မရောင်းရတယ်ပေါ့နော်ဥပမာအနေအဖြစ်ဒါလည်းကိုရီးယားဒီလိုမျိုးဆိုရှယ်မီဒီယာအားနဲ့တုံ့လှန်ပါတယ်ကို state up ပဲဖြစ်ဖြစ်စာတကြောင်းပဲဖြစ်ဖြစ်အဲအဲ့လိုမျိုးပါဝင်တုံ့လှန်လိုက်လို့ရှိရင်ဒါရွေးကောက်ပွဲကအတူတူရွေးကောက်ပွဲကိုဒါတုံ့လှန်ခြင်းတစ်မျိုးပဲပေါ့နော်အဲဒါကြောင့်လူတိုင်းပါဝင်တင်တယ်လို့တော့ထင်ပါတယ်ဟုတ်လူတိုင်းပါဝင်ကိုပါဝင်ရမယ်ပေါ့နော်ညီမတို့ရင်စနေတော့လည်းအရန်ကောင်းပါတယ်အဲတ िश ူနေသူမိဘပြည်သူတွေလည်းတခုခုရမယ်လို့အထင်ပါတယ် အခုဒီနေ့ဂျင်းပြောသွားတဲ့စကားဝိုင်းကတော့အတုအယောင်ရွေးကောက်ပွဲနဲ့ဒီ16ရက်တားလှုပ်ရှားမှုဆက်ဆက်မှုတွေကိုပြောသွားပါပေါ့เนาะဆိုတော့ဒီအတုအယောင်ရွေးကောက်ပွဲဒါတကယ်သူတို့ဖြစ်သွားမယ်ဆိုရင်ဒီဂျန်ဖတ်မှုတွေအကုန်လုံးကိုတရားဝင် လုံခွင့်ရသွားမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်အဲဒါကြောင့်မလို့ဒီမိဘပြည်သူတွေအနေနဲ့လည်းဟိုကျမတို့နားလေပါလေဆန့်ကျင်မှုဆိုတာအစ်စ်ကောင်စီရဲ့လက်အောက်မှာဟိုရဟန်းကိုခက်ခဲပါရယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဥမာ ကိုယ့်ရဲ့ရပိုင်ခွင့်အနေကလုတ်ပိုင်ခွင့်အနေရနေပြီးတော့ဆန့်ကျင်ပြကြပါလို့လည်းတောင်းဆိုချင်တယ်နောက်တစ်ခါကျတော့16ရက်တာလောက်ရှာမှုပေါ့ဒီအမျိုးသမီးတွေအကျန်းဖတ်မှုတွေရပ်ဖို့အတွက်ဒီမြန်မာနိုင်ငံမှာဒီစက္ကစကြာရှုံးမှဖြစ်မယ်စက္ကစပြုတ်မှဖြစ်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်တပ်ကဖော်ဝါရကြီးဖော်ဝါရကြီးဆိုတာရှိနေတဲ့ပြည့် ဒီအကြံဖတ်မှုတွေကဆက်ဖြစ်နေဦးမှာပဲဆိုတော့ဒီ16ရက်တာလုံရှောင်းမှုမှာတော့ကျမတို့ဒီကနေ့တော့မှတ်မှတ်ရရနဲ့ဒီဆက်နွယ်နေတဲ့အကြောင်းလေးကိုညီမတွေဆွေးနွေးတင်ပြရင်းနဲ့အမိကုန်းထုတ်လိုက်ပါတယ်တော်လန်ပြည်သူများအားလုံးဘေးကင်းလုံခြုံပါစီရှင်